လမ်းဘေးဝဲရမှာအုတ်ဆိုင်နေတဲ့ခြုံတွေပိတ်ပောင်းတွေလက်နေကြီးစားတွေနဲ့လင်းရီဘုံစားတွေ ထိမှန်ပြီးပျက်စီးပြိုကျနေတဲ့နေအိမ်အဆောင်အဦတွေကိုဖျက်ပြီးတဒုံဒုံတတိုင်းတိုင်းမြည်နေတဲ့လက်နေကြီးကြတဲ့တွေကြားကနေဆိုင်ကယ်တစီးဟာအလင်းအမြန်ကိုမောင်းနေလာပါတယ်။သူမကတော့ဒေါ်ဘယ်ရွန်နီကဖျက်ပြီးမိုးပြေမြုတ်ခံတူပါလက်နေကြီးတွေကြားရောက်ပောက်ွယ်တာကြောင့်ခြိုက်ခွက်တွေဖြစ်နေတဲ့ လမ်းမကြီးပေါ်မှာမောင်းနေလာတဲ့သူမကကျွမ်းကျင်စွာရှောင်ရှားနိုင်ပါတယ်။သူမဟာလမ်းဘေးဝဲရကို ခရုမဆိုင်အားပဲရှေ့တသက်ကိုကြည့်ကအချိန်နဲ့မောင်းနေနေတာဖြစ်ပါတယ်။ဖျက်စီကိုနဲ့သွားတယ်တော့ဖျက်စီဘရားကိုဘရားကိုပဲတောင်းတမှတရားတော့ဒီဒီလန်ကီမြမြကြော်နိုင်ပြီလေဖဲမြမြရောက်ပါစေလို့တော့မျိုးစတောင်းမှသွားရတဲ့တုံလုံးလုံးနဲ့သွားရတော့ပေါ့တော်ဘေရုန်နီကတယောက်ဆစ်ရှောင်းစခန်းကနေ သူမရဲ့လေကွင်းလေးစီကိုနေ့စဉ်အသွားအပြန်လုပ်နေကြဖြစ်ပြီးမြုပ်ခံတွေနေထိုင်တာမရှိတော့တဲ့မူပြေမြုပ်ကိုဖျက်တမ်းသွားလာရတာပါ။သူမဟာအချိန်ပြင်းစွာမောင်းနေနေရင်ကနေလမ်းရဲ့ရာဖက်လက်နဲ့ကြီးစထိမှန်ထားလို့အပေါက်တွေဘရပွားနဲ့အစင်းရောက်ဆေးတုပ်ထားတဲ့နှစ်ထပ်အိမ်ကြီးတစ်လုံးရှိမှာရုပ်တရက်အချိန်ရှော့ချလိုက်ပါတယ်။အဲ့ဒီအိမ်ကတော့သူမတို့မိသားစုတွေနေထိုင်ခဲ့တဲ့အိမ်ပါ မိသားစုတွေနှွေးနှွေးထွေးထွေးနဲ့ပျော်စရာကောင်းခဲ့တဲ့အိမ်ကြီးဟာအခုတော့လက်နေကြီးတွေဘုံဆန်တွေကြားမှာပျက်စီးလို့နေပါတယ်။အေးတွေ့တိုင်းရင်နာတယ်ငိုချင်တော့ဗောနော်။ဒါမဲ့ငိုရင်လည်းမထူးဘူးဆိုမှစိတ်မမာနဲ့ပဲหนีလိုက်တယ်ဗော။သူမဟာသူမရဲ့အိမ်ကိုကြည့်နေရင်းနဲ့ဝန်းနေကြေကွဲဖွဲ့ရာအရက်ရောင်တွေသူမရဲ့မျက်နှာမှာအထင်းတောင်းပေါ်လွင်နေပါတယ်။ဒိုဗီရိုနီကာကတော့အသက်43နှစ်ရှိပြီဖြစ်တဲ့ မူပြေမြို့ဒေသခံကယန်းတိုင်းရင်သူ ဖြစ်ပါတယ်။သူမမာတော့တောင်းတယောက်တမီးနှစ်ယောက်ရှိပါတယ်။ဒေါ်ဗီရိုနီကာဟာအရင်ကအင်ချမ်းမြေအကျိုးတော်ဆောင်အလုပ်ကိုလုပ်ကိုင်ပြီးအမျိုးသားဖြစ်သူကတော့လေယာဉ်လုပ်ငန်းလုပ်ကိုင်ချာရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ကြတာပါ။သူတို့မိသားစုလေးဟာမူပြေမြို့ပေါ်မှာတိုက်ပွဲမဖြစ်ပွားခင်အချိန်ထိတော့ဇာဝုနေရေးပြည်ပြည်လဲလဲနဲ့အင်ကြီးကြီးကားလေးစီးနဲ့ခြံွက်တွေအများကြီးကိုပိုက်ဆိုင်တဲ့ အစဉ်ပြေတဲ့မိသားစုဘဝလေးကိုပိုင်းဆိုင်ထားခဲ့ကြတာဖြစ်ပါတယ်။မိုးပြေမြို့ပေါ်တိုက်ပွဲတွေပြင်းထန်လာတဲ့2022ခုနှစ်မှာမြို့ပေါ်ဒေသခံတွေဟာထွက်ပြေးသိမ်းရှောင်ခဲ့ကြရပါတယ်။အဲ့ဒီထဲမှာတော့ဒေါ်ဗီရိုနီကာတို့မိသားစုလေးအပါအဝင်ဖြစ်ပြီးသူမတို့မိသားစုဟာမိုးပြေမြို့နဲ့မနီးမဝေးလေကွင်းထဲတနေရာကိုထွက်ပြေးသိမ်းရှောင်ခဲ့ကြပါတယ်။တိုက်ပွဲတွေကြီးစံတွေနဲ့ဝေးရာကိုထွက်ပြေးပုန်းရှောင်နေကြတယ်လို့ဆိုပေမဲ့ လုံခြုံမှုမရှိပါဘူး၂022ခုနှစ်6လပိုင်း29ရက်နေ့ည10:45မိနစ်အချိန်မှာသူမရဲ့မိသားစုဆစ်ရှောင်းနေတဲ့လေကွင်းထဲကတဲအေလီစီကိုလက်နဲ့ကြီးတွေ ကြရောက်ခဲ့ပါတယ်ဒိုဗေရိုနီကာတို့ဆစ်ရှောင်းတဲနဲ့လေးပေခန့်ဝန်းကျင်အကွာမှာလက်နဲ့ကြီးကြရောက်ပေါက်ကွဲခဲ့တာကြောင့်သူမကိုသူမရဲ့အမျိုးသားကိုပါလက်နဲ့ကြီးထိမှန်ခဲ့ပါတယ် ဒေါ်ဗီရိုနီကာကတော့ထိခိုက်မိတာနဲတဲ့ဆိုပေမဲ့သူမရဲ့အမျိုးသားကတော့ဥကောင်းမှပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့တာပါဒီနမှာကြရဲ120မမဒီမှာကြမဒီမှာအကုန်စင်ပေါ့ကျမတို့နေတဲ့နေရာနီးတော့အဲ့ဒီနေရာနီးတဲ့ခါဒီမှာထိတော့ဒီအပေါ့နေဝင်မှမှဒီဒီတလုံးထိတော့မှကျမမျိုးသားအထက်မှာအဲ့ဒီခါဒီမှာထိပေါ့ကျမလည်းထိတယ်လူထိခိုက်မိတာအပြင်ဆစ်ရှောင်းရင်းနဲ့စားနာရိတ်ခါအတွက်တူလောင်ထားတဲ့ စံစီစားစားတဲ့ဇာတော့ကုံတွေစိုက်ပြူရီတုံးမြို့စာတွေလည်းပြည့်စည်ခဲ့ပါတယ်။သူမတို့နေထိုင်တဲ့ဆစ်ဆောင်စခန်းမှာကခင်ပွန်းဖြစ်သူရဲ့ထိခိုက်ဒဏ်ရာတွေကိုကုသနိုင်ဖို့မဖြစ်နိုင်တာကြောင့်မန္တလေးကိုအရေးစွတ်သွားခဲ့ရပါတယ်။မန္တလေးကိုရောက်တော့လဲလက်နေကြီးထိတဲ့လူနာဖြစ်တာကြောင့်မန္တလေးကပုဂ္ဂလိကဆေးရုံတွေကဒေါ်ဗီရိုနီကာရဲ့အမျိုးသားကိုလက်ခံကုသဖို့အတွက်ငင်းဆန်ခဲ့ကြပါတယ်။ မတက်နိုင်တဲ့အဆုံးမှာတော့သူမဟာမန္တလေးပြည်သူ စေယုံကိုတွားရောက်ခဲ့ရပါတယ်ပြည်သူ စေယုံအရောက်စေယုံထဲမဝင်မီအချိန်လေးမှာပဲဒိုဗီရိုနီကာဟာစစ်ကောင်စီလက်အောက်ခံရဲတွေရဲ့ဖမ်းဆီးစစ်ဆေးတာကိုလည်းခံခဲ့ရပါသေးတယ်နာပီတူစင်တဲ့ခါတီပီစုတေးယုံရောက်ခါအဲလူနာအထဲစင်းုံထဲမှာမဝင်ရတေးပဲအတော့ရဲရခေါ်တာသူတို့ကလူလို့စကောင်းသူခေါ်လာတာ ွာလာတော့လက်နဲ့တဲ့ချိန်ထားပေါ့6ရောက်ချိန်ထားတာအတော်လည်းကြောက်လက်လက်နဲ့အတော်ကိုဘာဖြစ်လို့အဲ့လောက်ချိန်လုံးတဲ့အတော်ကခေါင်းလေးပတ်ပြီးနေပေါ့နော်အဲ့တော့ဘာဖြစ်လို့အဲ့လောက်ချိန်လုံးသူပြောခါတာအတော်ကလက်နဲ့ကြီးမလို့တဲ့လက်နဲ့ကြီးကဘယ်ကလက်နဲ့ကြီးတယ်သူပြောခါအတော်ကအိတ်ပြောတဲ့ရှင်လို့ည10နိုင်45ချိန်ကိုကြတဲ့အတွက်ကြောင့်ဘယ်ကလက်နဲ့အတော်မတိဘူးလို့အတော်အမျိုးဖြေဖြေတဲ့ခါတော့နောက်သူအတော်ကိုပြန်လုပေးတော့ပေါ့နော်လက်နဲ့ကြီးထိမှန်ပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါ်ဗီရိုနီကာရိုမီတာစုဟာလေကွင်းထဲကနေတခြားစစ်ရှောင်းစခန်းစီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဲဒီနောက်ဒေါ်ဗီရိုနီကာဟာ သူမပိုင်ဆိုင်တဲ့ပြည်စီအုပ်စားတွေဖြစ်တဲ့ကာခြံွက်၆ွက်လက်ဝတ်လက်စားတွေကိုထုခွဲ ရောင်းချပြီး အမျိုးသားရဲ့ဈေးကူတာစရိတ်အဖြစ်အသုံးပြုခဲ့ရပါတယ်။ ူမရဲ့ပိုင်ဆိုင်မှုတွေအားလုံးနှိပါးကိုရောင်းချခဲ့ပေမဲ့ခင်ပိုးတဲ့ရဲ့ဆေးကုစရိတ်ကမလောက်တဲ့အပြင်ဆွေမျိုးတွေစီကပတ်စံချေးယူခဲ့ရပါတယ်။သူမရဲ့ဆုံးရှုံးမှုတွေကဒါရီနဲ့တင်မရက်သက်သေးပဲထက်စစ်ဆုံးရှုံးမှုတွေက ရှိနေပြန်ပါသေးတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ25ရက်နေ့ကမိုးများပြီးစစ်ကောင်စီကမိုးပြင်းရေကာတာကိုဖွင့်ချကရေကြီးရေရှမ်းမှုဖြစ်တဲ့အချိန်မှာ မိုးပြင်းအပါဝင်ဂရင်းနီပြည်ကလေဤကထောင်းနဲ့ချီရင်းနှီးမြုပ်ပျက်စီးခဲ့ရပါတယ်။ရေမြုပ်တဲ့အထဲမှာဒိုဗီရိုနီကာရဲ့လေငါဤကလည်းပါဝင်ခဲ့ပါတယ်။ကျမတို့ကလည်းအခုလည်းလေလုံနဲ့ရင်မြုပ်ကုန်တော့ရင်သနီတစ်ဆက်မစားရဘူး။လေငါဤကလုံးထတာတအားချုံချုံတယ်ကျမတို့ရင်သိမ်း၄၀တော့ချုံသွားတယ်။အခုနှစ်မှာတော့သူမဟာလေနဲ့ဤကသာစိုက်ပြူနိုင်တော့တာဖြစ်ပြီးစစ်ရှောင်းတဲ့နေရာနဲ့ သူမလေစပါခင်းတွေစီကိုလက်နဲ့ကြည်တန်တိုက်ပွဲတန်တွေချာကချက်တန်သွာလာနေရပါလေ။တာမန်လူတယောက်အဖို့သွာလာရတာတိတ်ကြောက်ဖို့ကောင်းတဲ့နေရာကိုတော့သူမကအမြင်သွာလာနေရတာဖြစ်ပါလေ။တစ်ချိန်ကပြစ်စီဥစ္စာပြည့်ပြည့်စုံစုံပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ခဲ့ပြီးရွှေထီးဆောင်ခဲ့ရတဲ့ဒိုဗီရိုနီကာဟာအခုချိန်မှာတော့စစ်မီရှန်ချားကသူမရဲ့ပိုင်ဆိုင်မှုတွေပျော်ရွှင်မှုတွေအားလုံးကို အနာသိမ့်ပြီးလင်းနစ်အတွင်မှာပဲယူဆောင်သွားခဲ့ပါပြီ။အဲဒီစစ်ကြောင့်ပေါ့စစ်ကြောင့်ပေါ့ဒီဒီမင်းအောင်လိုက်ပေါ့လူမကောင်းဘူးလို့ပေါ့သူမကောင်းလို့ပေါ့စစ်အဲဒီအာနာစနီကိုကျွန်မမကြိုက်လို့မကြိုက်ဘူးကျွန်မလုံးဝမကြိုက်ဘူး။အခုအချိန်မှာတော့ဒိုဗီရိုနီကာရဲ့အမျိုးသားဟာအနေငယ်ကျွန်မကြီးပြလဲကောင်းမွန်လာပြီးဆိုပေမဲ့လက်နဲ့ကြီးတန်ရာကြောင့်မတန်ဆွမ်းတူဦးအနေနဲ့ရှိနေပြီးဒိုဗီရိုနီကာကလည်းကြုံရချပန်အလုပ်ကိုလုပ်ကင်ကရုန်းကန်နေရပါတယ်။ အခုလိုမျိုးပြည့်စည်ဥစ္စာထက်သူမရဲ့အမျိုးသားအပေါ်မှာချစ်တဲ့စိတ်ရွှေငွေပိုင်ဆိုင်မှုထက်မိသားစုကိုသာဦးစားပေးပြီးမိသားစုနဲ့ပတ်သက်ရင်အရာရာရင်ဆိုင်ရတဲ့အာဂတတိရှင်ဒေါ်ဗရိုနီကာဟာစစ်မီရှင်တွေကြားမှာသူမရဲ့မိသားစုအတွက်ယုံကံနေရအောင်ပါပဲ